ပြီးတော့ကျွန်တော်မြန်မာနိုင်ငံရဲ့ပထမအဆုံး NLB Master Trainer ဖြစ်လာတယ်။ပြီးတော့မြန်မာ Excellent NCG ကိုလည်းမြန်မာနိုင်ငံရဲ့ပထမအဆုံး NLB သင်တန်းကျောင်းအနေနဲ့ကျွန်တော်တို့ဆင်းရဲသွင်းနိုင်တယ်။ဒီကနေ့မှလို့ပထမအဆုံးဆိုတာပြောလို့ရတယ်။ကျွန်တော်ကိုယ်တိုင် Australia မှာသင်တန်းတက်ရင်လည်းသင်တန်းပြီးတဲ့အခါမှာအကုန်လုံးကတူတူငငါ registration လုပ်ကြတယ်။ဒါကျွန်တော်လည်းသွားပြီး registration လုပ်တာပေါ့။လုံနေကျွန်တော်သွားပြောတာပါလားဆိုကျွန်တော်မြန်မာနိုင်ငံရဆိုတော့ဝဲမင်းနိုင်ငံရနေ Burma ဘာမှဆိုလို့ Burma I know ဆိုတော့သူရဲ့ website ထဲမှာ registry လုပ်ဖို့လိုက်ရှာတာဘာမှမတွေ့ဘူးမြန်မာရှာလည်းမတွေ့ဘူးအဲ့ဒီမှာ2016လောက်အဲ့မှာကျွန်တော်ဘာလဲဆိုတော့အဲ့ဒီရမဖြစ်သင့်ဘူးမင်းတို့ database ကမှားနေတယ်ကိုမခံနိုင်ဘူးအဲ့ကြမှာသူတို့ဘာလဲဆိုတော့မြန်မာနိုင်ငံဆိုတာသူရဲ့ database ထဲမှာထည့်လိုက်တယ်ဒီကျွန်တော်လည်းသူပြောတယ်ငါတို့ချိန်မှာလည်းအဲ့ရနေလာတတ်တာတရားမရှိဘူးနေရပထမဆုံးဝင်တယ်အဲ့တော့အခုချိန်မှာကျွန်တော်တို့ကျွန်တော်တယောက်တည်းနဲ့မကားတော့ကျွန်တော်တို့ website မှာ NLP trainer လို့ရှာလိုက်တယ်ကျွန်တော်နောက်မှရှိရမိတ်ဆွေအကုန်လုံးရဲ့ name နဲ့ပါလိမ့်မယ်ကျွန်တော်ရဲ့ NLP trainer အဲ့ကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာရောကျွန်တော်တို့မြန်မာနိုင်ငံမှာတော့ကျွန်တော် trainer အများဆုံး ွေးထုတ်ပေးခဲ့တဲ့တင်တဲ့ကြောင့်